အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်2026တနှစ်တာအတွက်တင်းငွေသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံအစိုးကောင်ကံအထောက်ပံ့ကံအတက်ကြအနေမြင့်တွေကိုတုံးသက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်တဲရော့ပညာရေးနဲ့ပဲတုံးသက်ပြီးဟောကြားပေးသွားမှာဖြစ်ပါတယ်အကျွန်တော်ကတော့အဘမင်းငယ်ကနေပဲဆရာစောင်းတောင်ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများနဲ့ဗီဒီယိုနဲ့ရည်ရည်နဲ့တင်ဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင် ကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်အပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဗီဒီယိုမေးချင်တယ်ဆိုရင်ကျွန်တော်အကောင့်မှာကျွန်တော်တို့ဗီဒီယိုနဲ့ပတ်သက်တဲ့ Viber ဖုန်းနံပါတ်တင်ထားပါတယ်။ Viber နဲ့ဆက်ဆက်သွယ်ပြီးတော့မေးလို့ရပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့တင်းငွေသားသမီးတွေကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကိုစပြီးတုံ့သက်သွားမှာဖြစ်ပါတယ်။ဘာမှအဆုံးနေနဲ့တင်းငွေသားသမီးတွေဒီ2026မှာ ဘာတွေလုပ်ရင်အောင်မြင်မလဲဘာတွေကခက်ခဲမလဲဘယ်လိုလုပ်ငန်းမျိုးကကိုယ့်အတွက်အကျိုးပေးမှုရှိမလဲဆိုတာစတင်သုံးသပ်ပါမယ်အာဒီမှာကျွန်တော်တွေ့ကြုံနေရတဲ့ကတ်အကောင်လုံးကိုချိုးကြည့်လိုက်တဲ့အခါမှာအင်္ဂါနံနဲ့ပတ်သက်တဲ့အာကျွန်တော်ဆက်ပစ္စည်းတွေစားတော့ကုန်နေเนาะ စံစီစားစေးစသဖြင့်ဒီလိုပစ္စည်းမျိုးတွေရောင်းဝယ်မှုဟာကုတ်တွက်အကျိုးပေးမှုအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့2026မှာဒီလိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့လူတွေအတွက်ကတော့ကံထောက်ပံ့ကောင်းများစွာရရှိလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအော်လူသုံးကုန်ပစ္စည်းတွေเนาะအဲပြီးွားတဲ့ခါကျရင်ကျွန်တော်တို့အိမ်သုံးဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်နေတဲ့လူတွေရှိတယ်ဆိုရင်เนาะငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာယင်းနှိမ့်နှုတ်နိုင်မှုများပြီးတော့အမျက်အစွန်း ပြန်ရမှုအားနည်းတယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တာတွေနော်ဘာသာရေးနဲ့ပတ်သက်တာတာနာရေးနဲ့ပတ်သက်တာစသဖြင့်ဒီလိုလုပ်ငန်းမျိုးတွေလှုပ်ဆောင်နေတဲ့လူတွေကတော့ကိုယ်အနေနဲ့ကံထောက်ပံ့ကောင်းတွေရရှိပြီးတော့လုပ်ငန်းနာမည်တိုးတက်ခြင်းကိုယ့်ရဲ့စီးပွားရေးအားကောင်းလာမှုတွေအားကောင်းနေတဲ့အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒီအချိန်မှာကျွန်တော်တို့ဒီပွဲစားတွေเนาะပြီးရင်အိမ်ချမ်းမြေရင်နဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လူတွေ အာအင်တာမီအယောင်းဝယ်ပေါ့နော်ဒါမှမဟုတ်ပွဲစားပေါ့ဒီလိုလှုပ်ဆောင်နေတဲ့လူတွေတော့ကတော့ဒီကာလမှာခက်ခဲမှုတွေနဲ့ကျွန်တော်တို့ကြုံတွေ့လာပြီးတော့လှုပ်လှုပ်ဖို့အာခုအနေနဲ့တော်တော်ကြီးကြိုးကြိုးစားစားကြိုးပမ်းပြီးလှုပ်ဆောင်မှဒါလည်းအဆင်ပြေမှုအခြေအနေပိုင်းအခြားတစ်ခုကိုရရှိလာနိုင်ပါတယ်နောက်တော့နောက်တစ်ခုကတော့ခရီးကူးတန်းတော်လာနေတယ်ပေါ့နော်ဒီ expert တို့ကုန်တင်ကားတို့နော်အာကုန်တယ်တွေပေါ့တနေ့ကနေတနေ့ကကုန်ကူးတန်းရောင်းဝယ်နေတဲ့လူတွေတော့ကတော့ အာဒီ2026အတွက်ကတော့ကိုတို့နည်းနည်းလေးတော့ပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်တို့တော့အရင်ဟိုလုကောင်းလေအမြတ်ဆုံးအရင်များပြီးတော့ဟိုအဆင်ပြေလောက်တဲ့အထိတော့အဆင်ပြေလာတာမျိုးတော့မဟုတ်ဘောနော်လက်ရှိရှိနေတဲ့အနေထားတော့အနေငယ်တော့ကံအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့အခု2026မှာကျွန်တော်တို့လုပ်ငန်းအစ်စ်ဖွင့်မဲ့လူတွေတို့ဟောကင်ဖြစ်ပါတယ် တော့လုပ်ငန်းအသစ်2026မှာစတင်တင်လာလုပ်ငန်းအသစ်စတင်ဖို့အတွက်ကတော့ကျွန်တော်ဦးစားမပေးချင်ပါဘူး။ဘာလဲဆိုတော့ကြာနေတဲ့ကတ်တွေရကလုပ်ငန်းအသစ်လုပ်နေတဲ့လူတွေကပုံမို့ပြီးတော့ခက်ခဲမှုအဆင်မပြေမှုကြုံတွေ့လာနိုင်တယ်။ဒီလုပ်ငန်းအသစ်ကိုအောင်မြင်ဖို့အတွက်မိတ်ဆွေအနေနဲ့တော်တော်ကြီးကိုစူးစမ်းအားထုတ်ရတယ်လို့ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကိုနှောက်ယှက်တဲ့အသားစီးတွေအပိတ်ပင်တွေအများကြီးနဲ့ကြုံတွေ့နေရတယ်။ဆိုတော့မိษွေရဲ့ပုံမှန်ရှိနေတဲ့အားထက်10ဆ15ဆလောက်လုံမတာလည်းမိษွေအနေနဲ့အောင်မြင်မှုရမယ်။ဆိုလိုတာကမိษွေအခုဒီလောက်ကိုလုံမဲ့300ကျမယ်ဆိုမိษွေလက်ထက်မှာ300000ကင်ထားမှဒီလုပ်ငန်းဟာအောင်မြင်ဖို့အတွက်နည်းနည်းလေးအဆင်ပြေတဲ့ပုံစံမျိုးဖြစ်နေတယ် ဲ့တော့စဉ်းစားကြည့်လေဗျာတရားတန်အလုပ်ကိုတစ်ထောင်ကြီးနဲ့ရင်းပြီးလုပ်နေပဲဆိုရင်တော့မတန်ဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ investment ဘိုင်းရောကိုယ့်ရဲ့လုံဆောင်မှုဘိုင်းရောအမတန်တော်တော်ကြီး site ထုတ်နေရတဲ့အတွက်ကြောင့်မလို့2026မှာလုပ်ငန်းအသစ်လုပ်ဖို့အတွက်တရင်းတွေတာသမီးတွေအတွက်ခက်ခဲနေတဲ့ကာလအဆင်မပြေတဲ့ကာလအတွေးခေါ်မှာအဆုံးပြတ်မှုမှားနေတဲ့ကြုံတွေ့ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လုံဆောင်မှုတွေမှာအသာစီးအပိတ်ပိတ်များစွာနဲ့ကြုံတွေ့နေရတတ်ပါတယ် ဒါကြောင့်မလို့လုပ်ငန်းအစ်စတင်ပြီးလှုပ်ဆောင်မဲ့လူတွေချင်းချင်းတုံ့တက်နိုင်ဖို့အတွက်ဟောကြားပေးခြင်းဖြစ်တယ်။နောက်တစ်ခုကတော့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးတွေဘာဖြစ်လာနိုင်လဲဆိုတာကျွန်တော်ဟောကြားပေးပါမယ်။အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက် M&M များနေပါတယ်။အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့တည်ဆောက်ပါ။ကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့ပြုပြင်ပါ။ ကိုယ့်ရဲ့လုပ်ငန်းထဲကအင်အားတောက်တင်းလာဖို့အတွက်ကိုပဲအဓိကထားပါသူများကိုပြန်ဆိုင်ဖို့သူများကိုတိုက်ခိုက်ဖို့ရောင်းဝါဖို့နာမည်ကြီးဖို့ကိုပဲဦးစားပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်း stable ဖြစ်ဖို့အတွက်အရင်ဆုံးတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ဝန်ထမ်းနဲ့ပတ်သက်တာဖြင့်စက်ပစ္စည်းနဲ့ပတ်သက်တာဖြင့်ကိုယ့်ရဲ့လုပ်ငန်းအတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအုပ်ချုပ်မှု niche နဲ့ပိုင်း marketing ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ stable ဖြစ်အောင်ပြန်လုပ်ပြီးတော့အဲ့ဒီအချိန်မှာကောင်းမွန်လာတဲ့အထောက်ပံ့တွေရရှိလာပြီဆိုရင်တော့ မိတ်ဆွေလုံလန်းဟာအပြင်ကိုထွက်ပြီးတော့တိုက်လို့ရပြီ အပြင်ကိုထွက်ပြီးတော့ကြော်ညာလို့ရပြီဒါကြောင့်မလို့ကျွန်တော်အခုလက်ရှိလုပ်ငန်းလုပ်နေတဲ့လူတွေကိုယ့်ရဲ့လုပ်ငန်းရဲ့အားသာချက်အားနည်းချက်လိုအပ်ချက်တွေကိုတည်တည်ကြည်ကြာသုံးသပ်ပြီးမှဒါလျင်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးချဲ့ထွေမှု market ချဲ့ထွေတာပဲဖြစ်ဖြစ်ပေါ့နော်အာကိုယ့်ရဲ့နေရာချဲ့ထွေတာပဲဖြစ်ဖြစ်ပြုလို့ပါအဓိကလိုအပ်နေတာဘာလဲဆိုကိုယ့်ရဲ့လုပ်ငန်းကိုကိုပြန်လဲတုံးတက်ဖို့အတွက်လိုအပ်တယ်လုပ်ငန်းကိုဦးစီးနေတဲ့လူကကိုမဟုတ်ဘဲနဲ့ တခြားတယောက်ဦးစီးနေမယ်မန်နေဂျာတော့၎င်းပေါ့နော်စူပါဝိုက်ဇာတော့၎င်းတယောက်ဦးစီးနေမယ်အဲ့လူအလောက်ကထွက်သွားလိမ့်မယ်ဟုတ်ပြီနော်မိတ်ဆွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲလို့ပြောရင်ခဏပြောဝန်ထမ်းခက်ခဲဝန်ထမ်းပြဿနာကုန်ပစ္စည်းခက်ခဲကုန်ပစ္စည်းပြဿနာလူချင်တဲ့အချိန်မရတာမျိုးကြန့်ကြာတာမျိုးတွေဟာတစ်ဖက်မှာမိတ်ဆွေလုပ်ငန်းလည်ပတ်ဖို့အတွက်နှိမ့်ကွေးသွားစေတယ် အဓိကတော့ information နဲ့ပတ်သက်ပြီးအမှန်အားနေတယ်။ဒါကြောင့်မို့မိတ်ဆွေကိုယ်တိုင်ကဒီလုပ်ငန်းကို information ပြန်သုံးသပ်ဖို့အတွက်လိုအပ်တယ်။တခြားလူတယောက်စီက information ယူပြီးလုပ်မယ်ဆိုရင်မိတ်ဆွေဒီအချိန်မှာတော့အဆင်မပြေဘူးလို့ကျွန်တော်သုံးသပ်ပေးချင်ပါတယ်။အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဘာကိုသုံးသပ်ပေးချင်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်12လမှာဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားနေပြီးတော့ဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားတာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်သုံးသပ်ပေးပါမယ်။အဲ့တော့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တလပိုင်းမှာမိတ်ဆွေအနေနဲ့အခက်အခဲတွေများစွာနဲ့ကြုံတွေ့နေရပါတယ်။ဒါကြောင့်မို့တလပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့တော့အမှန်တခက်ခဲတယ်။အဆင်ပြေမှုတွေများနေတဲ့ကာလအပိုင်းခြားတစ်ခုကိုကြုံတွေ့လာရမယ်။နောက်တဲ့နှစ်လပိုင်းကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုတွေအမိတ်ဆွေအပေါင်းအသင်းတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းတွေရရှိလာတယ်။အောင်မြင်လာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တလပိုင်းနဲ့မတူပဲနှစ်လပိုင်းဟာကိုယ့်အတွက်လှုပ်ဆောင်မှုအတွက်ပုံမလွယ်ကူတဲ့ကိုလိုချင်တဲ့ပစ္စည်းကိုလိုချင်တဲ့အရာ ကိုလုတ်ကျင်တဲ့အရာတွေကို information လွယ်လွယ်ကူကူနဲ့ရပြီသူများတွေရဲ့ကူညီပေးမှမှုကောင်းတွေရရှိမယ်เนาะအဲပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစီပွားရေးပတ်တနာရည်နဲ့ပတ်သက်ပြီးချိတ်ဆက်မှုအားကောင်းနေတဲ့ကာလပိုင်းခြားနှစ်လပိုင်းတစ်လပိုင်းကတော့ဂျင်းနဲ့ကြက်သေးကိုရောက်ရှိနေတယ်ဘာလို့လို့ဘာကိုင်းမှမသိဘူးစီပွားရေးလူမှုရေးစသဖြင့်စသဖြင့်အဲ့ဒီအပိုင်းတွေမှာထုံးနှက်မှုတွေအများကြီးပါတယ်နောက်တစ်ခါ၃လပိုင်း တော်လာပိုင်းမှာဒနေငွေတွေတာသမီတွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲစီးပွားရေးမှာပြောရမယ်ဆိုလို့ရှိရင်တော့ယုံကြည်ကိုးစားမှုမှားတတ်ပါလေခဏကျွန်တော်ပြောလို့ပဲနှစ်လပိုင်းမှာချိတ်ဆက်မှုတွေအားကောင်းတဲ့စီးပွားရေးပတ်တနာတွေနဲ့ပတ်သက်ပြီးရရှိမယ်အဲသူတို့နဲ့ပူးပေါင်းပြီးလှုပ်ဆောင်မယ်အဲ့ဒီအပေါ်မှာလိုရာတဲ့ပုံမူပြီးတော့မိတ်ဆွေအနေနဲ့ယုံကြည်မှုတိုင်းတာတွေထည့်သွားပြီးဆိုမိတ်ဆွေကိုလိန်တာတွေညားတာတွေစသဖြင့်မိတ်ဆွေပေါ်မဟုတ်မမှန်ပြုတ်လုတာတွေကသုံးလပိုင်းမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့သုံးလပိုင်းမှာမိတ်ဆွေအနေနဲ့ဘယ်အောင်မှဟိုပြပြဝဝယုံကြည်လို့မရတဲ့ဆိုတဲ့အပိုင်းခြားတစ်ခုဟိုဟောပေးခြင်းတယ် နောက်တစ်ခုကလေးလပိုင်းလေးလပိုင်းမှာဘာဖြစ်မလဲလို့ပြောမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးလှေကွင်းမှုကြန့်ကြမှုဝန်ထမ်းအခက်အခဲเนาะအခဏလည်းကျွန်တော်ဟောခဲ့ပါတယ်ဝန်ထမ်းအခက်အခဲတွေကော်မတီအခက်အခဲတွေလေးလပိုင်းမှာတော်တော်ကြီးဖြစ်တယ်เนาะအဲ့တော့ငကိုရှိနေဝန်ထမ်း10ယောက်ကနေ15အာဟိုက10ယောက်ကနေ9ယောက်ဖြစ်သွားတာမျိုးဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပဲလှုပ်ဆောင်မှုတွေခက်ခဲတယ်ဟိုကိုကလှုပ်ချင်တယ်ဒါပေမဲ့ဟိုစိတ်သွားတိုင်းကိုမပါအရှင်းမရောက်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်9လပိုင်း ငါတာဘက်မှာကိုယ့်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးနာမည်ဆိုးတာတွေကိုယ့်ရဲ့လုပ်ငန်းကိုအပုတ်ချတာတွေဝေဖန်တာတွေဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။အဲ့ဒီအပိုင်းမှာတော့နည်းနည်းလေးကိုယ့်အနေနဲ့မှန်ကန်နေဆိုရင်ကိုယ့်ရဲ့အမှန်တရားကိုပဲယူပြီးတော့ဖြေရှင်းပါ။တိုက်ပြီးတော့စိတ်ညစ်မနေနဲ့စိတ်ရှုပ်မနေနဲ့စိတ်တက်ကြမနေနဲ့ကိုယ့်အနေနဲ့ရှင်းစရာရှိတာရှင်းလေးစရာရှိတာနင်းသူ့အတူပုံမှုပြီးတော့အဆင်ပြေလာလိမ့်မယ်။အဲဒီ၆လပိုင်းမှာတော့ကိုယ့်ကိုအတိုက်ခံလုပ်နေတဲ့လူတွေကိုယ်နဲ့အဆင်မပြေဖြစ်နေတဲ့လူတွေပြန်လဲပြီးတော့အဆင်ပြေလာနိုင်တယ်မိ쇠အပေါင်းအသင်းတွေများပြီးကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အားကောင်းမှုတွေရရှိလာနိုင်တယ် နောက်တစ်ခုကတော့ကျွန်တော်9လပိုင်းပေါ့ခေါင်းလာပိုင်းမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မယ်ဆိုဒီဇိုင်းမက်မက်လှုပ်ဆောင်ပါစိတ်ပြများနေလို့မြောက်အခုနေဒါဖြစ်ချင်တယ်ခဏနေဒါဖြစ်ချင်တယ်အခေါင်းလာပိုင်းမှာစိတ်ပြများလို့မြောက်တခုတော့တခုဇိုင်းမက်မက်လုံးမယ်ဆိုရင်တော့အဆင်ပြေမယ်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့လာမယ်10လပိုင်း10လပိုင်းမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာကိုယ်အနေနဲ့ကောင်းမွန်နေတဲ့အောင်မြင်မှုများစွာရရှိလာပြီး10လပိုင်းကကိုယ့်အတွက်လုပ်ငန်းအထောက်အပံ့ပြုမှုလုပ်ငန်းကံကောင်းမှုအမှန်အားကောင်းနေတဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ် ကိုလာပိုင်းမှာတော့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတာတွေလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီး investment ထည့်ရတာတွေကျွန်တော်ကြုံတွေ့လာနိုင်တယ်။ဆယ်လပိုင်းမှာအလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ကိုယ့်ရဲ့မိသားစုဒီရေးကြောင့်ဒီအလုပ်ကိုအချိန်မပေးနိုင်တာမျိုးတွေနဲ့ပတ်သက်ပြီးဖြစ်တတ်တယ်။နောက်တစ်ခါကျွန်တော်၁၇လပိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ကိုဟိုလုပ်ထားတဲ့အလုပ်တွေအကျိုးမြတ်များစွာရရှိပြီးတော့အောင်မြင်မှုရရှိတဲ့အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့နောက်နှစ်ဆန္ဒပိုင်းမှာတိုင်ခင်ပါတော့တရင်းကုန်တွေသားသမီးတွေနဲ့ဒီကာလမျိုးမှာ ကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့အခြေအချတီဆောက်ခွင့်ရပြီးတော့လုပ်ငန်းဟာဟန်ချက်ညီညီသွားနေတဲ့အခြေအနေပိုင်းခြားတစ်ခုကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုတရက်ငွေသားသမီးတွေခြေနဲ့မယ်လို့ပြောလိုက်ပါတယ်။